Hello အားလုံးပဲမင်္ဂလာပါ WMS Pharmacy Channel မှာကြိုဆိုပါရစေ။ကျမကတော့ຫນွယ်လင်းမှာဆေးဝါးပညာရှင် Pharmacist တူဖြစ်ပါတယ်။ဒီနေ့မှာတော့ကျမကပေါ့နော်ဒီ Neo Plus ဆိုတဲ့အာရုံကြောအားစေးလေးအကြောင်းကိုအဲဘူးတုတရရှယ်ရင်းလုပ်ပြီးသွားမယ်။เนาะအဲ့တော့ Neo Plus တဲမှာပါဝင်တဲ့ဒီ Active Constituent နေရာဘာတွေဖြစ်မလဲပေါ့နော်။သူတို့ကပေါ့နော်အဲဘလို့အကျိုးအနိသင်နေရှိလဲ။အဲဒီဆေးကိုဘလို့ခြေနေမှာသုံးနေဆိုတာလေးကိုပေါ့နော်။အာဘူးတုတရရှယ်ရင်းလုပ်ပြီးသွားခြင်းပါတယ်။အဲ့တော့ကျမရဲ့ဒီ profile လေးကို ဆုံးနဲ့ကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်။ Hello ကျမရဲ့ဒီ channel လေးကနေပြီးတော့ပေါ့နော်ဒီဇေဝါနဲ့ပတ်သက်တဲ့ဘုဒ္ဓတာတွေကိုကျမကအမြဲတမ်းပုံမှန်သင်ဆက်ပေးနေတာဖြစ်ပါတယ်။အော်ဒီကျမရဲ့ဒီ channel လေးကနေပြီးတော့ပါတော့နော်။အဲ့တော့ဒီ new plus ဆိုတဲ့ဈေးထဲမှာပေါ့နော်ဘာဝင်ဘာတွေပါဝင်လဲဆိုတော့အာ vico blamin ဆိုတဲ့မိတိုင်းကို blamin ဆိုတဲ့အာယုံကျော်အာဈေးတစ်မျိုးပါပ ါတယ်ပြီးတော့အဲဒီ alpha lipoic acid ဆိုတဲ့အဲ iron ကြော်အားစေးလဲပါတယ်เนาะအဲနောက်တစ်ခုကကြတော့အာဒီ choline ပေါ့เนาะ choline ဆိုတဲ့ဈေးပါတယ်ပြီးတော့ဒီ inositol ပါတယ်အဲ benfotiramine ပါတယ်ပြီးတော့ methyl folate ပါတယ် pyridoxine ဆိုတဲ့ phyc တွေပါတယ်ပေါ့เนาะအဲ့တော့ဒီ iron ကြော်အားစေးတွေထဲမှာပါတဲ့အာဒီ part ပါလေးရှိတယ်ပေါ့เนาะဒီဈေးတွေပဲအဲပါဝင်တာပေါ့เนาะအဲ့တော့ဒီ methyl methyl cobalamin တို့ alpha ်ဘိုရစ်အက်ဆစ်တိုးရဲ့အာဒီအကျိုးပြုပုံလေးတွေပေါ့ခန္ဓာကိုယ်ထဲမှာအကျိုးပြုပုံလေးတွေကိုကျွန်မကအသေးစိတ်ပြန်ပြီးတော့ရှင်းလင်းပြပေးသွားပါအောင်မယ်အဲ့တော့မိတိုင်းကိုဗလမင်းက ဘလို့ခနာကိုဘလို့မျိုးအချိုးပြုနေလဲဆိုတော့အဓိကတော့ဒီ neurology ပေါ့နော် neurological ယောဂတွေမှာအာတုံးတယ်ပေါ့နော်ဒီအာယံကြောနဲ့ဆိုင်တဲ့ပတ်သက်တဲ့ယောဂတွေမှာတုံးနေတုံးနေပေါ့နော်အဲဘယ်တော့ခုဖလင်မင်းကသူ B12 found ဖြစ်တယ်ပေါ့နော် vitamin B12 found ဖြစ်တယ်အဲ cyanocobalamin နဲ့လေ cyanocobalamin နဲ့လေသူကတူတယ်ဒါပေမဲ့ chemical structure အားဖြင့်မိသားစု group ကွာတာမကွာတာပဲအဲ မိတိုင်းကူပါတာမပါတာပဲကွာတယ်ပေါ့နော်အဲဒီမိတိုင်းကူပလမင်းကကြတော့ဒီမိတိုင်းကူပါတယ်ပေါ့အဲဘယ်လိုနေရာမှာသုံးလဲဆိုဆွမ်းနာပြောသလိုအိုင်ဂျောနဲ့ပတ်သက်တဲ့ယောဂတွေနော်ဒီအိုင်ဂျောတွေနာတာပေါ့အိုင်ဂျောတွေထုံနာကျင်တာနာတာတွေမှာသုံးတယ်နော်ဒီ peripheral neuropathy လို့ခေါ်တဲ့ဒီခြေထိတ်လက်ထိတ်လေးတွေနော်အိုင်ဂျောတွေရောင်နာတွေနာတာတွေကျင်တာတွေမှာလည်းဒါအကျိုးပြုရယ်ပေါ့နော် ီးတော့ဒီ nerve function ပေါ့နော်ဒီအာယုံကြောနဲ့ပတ်သက်တဲ့အာယုံကြောတွေရဲ့လှုပ်ဆောင်ချက်တွေမှာအာကောင်းမှုစီရဲ့ပေါ့နော်အာယုံကြောလှုပ်ဆောင်ချက်တွေကောင်းမှုစီရဲ့တစ်ခုနဲ့တစ်ခုနဲ့ချိတ်ဆက်တာတွေသူတို့ရဲ့ဒီအာစီကူးမှုတွေပေါ့အဲ့လိုမျိုးတွေမှာဆိုရင်သူတို့ကောင်းတယ်အဲပြောထုံနာကျင်နာမောတာတွေကိုတတ်တာစီရဲ့ပေါ့နော်ပြီးတော့ဒီ B12 ချို့တဲ့တွေသူတွေပေါ့ဗိုက်တာမင် B12 ချို့တဲ့နေရင်လည်းပေးတယ်ပြီးတော့ဒီ RBC ပေါ့နော် RBC ဖြစ်ပေါ်ဖို့ကိုလည်းအာ RBC ဆိုတဲ့ဒီသွေးနေဦးဆဲလေးတွေဖြစ်ပေါ်ဖို့ကို လဲသူကအာဖြစ်ပေါ်တဲ့အခါမှာဆိုရင်လဲဒါဗိုက်တာမင်အဲဘီတွဲရလိုအပ်တယ်ပေါ့နော်ဒီမီတိုင်းကိုဗလမင်ရလိုအပ်တယ်ပြီးတော့ဒီ energy အတွက်ပေါ့နော်အာဒီကိုစားလိုက်တဲ့အစားအစာတွေကအာ fat တွေ ကာဘိုဟိုက်ဒရိတ်တွေကိုအဲဒီ energy ကြီးပြင်ပြီးတော့သုံးနိုင်ဖို့အတွက်ပေါ့နော်အာကူညီပေးရဲ့နောက်တစ်ခါကျတော့ဒီ protein အတစ်တွေဖြစ်ဖို့အတွက်ဆိုရင်လည်းဒါကူညီပေးရဲ့ပြီး cyanide poison နီးမှာဆိုရင်လည်းဒါသုံးတယ်ပေါ့နော်ဒါမိတိုင်းကိုဗလမင်းရဲ့ဒါလှုပ်ဆောင်ချက်ပေါ့နော်အဲ neo plus တဲမှာပါဝင်တဲ့ဒါမိတိုင်းကိုဗလမင်းရဲ့အဲခနာကိုအတွက်လှုပ်ဆောင်ချက်ပဲဖြစ်ပါတယ် န်ဆာလိုက်ပိုးရဲ့အဆစ်ကကြတော့လေသူကကြတော့အဲဒီအဲနီမဲတွေမှာဆိုရင်တော့ဒီတဘာဝအတိုင်းရရှိရဲ့တဘာဝအတိုင်းထုတ်လုပ်ပေးနိုင်နေပေါ့နော်အဆစ်တမျိုးဖြစ်တယ်ပေါ့နော် အဲပြီးတော့သူကဒီဖြစ်ဆက်စာတွေမှာသူတို့အိုင်ဝင်ကျော်အားစေးတွေမှာပါဝင်တတ်တယ်ပေါ့နော်အာနောက်တစ်ခွာကျတော့သူက blood sugar level ဆိုတော့ဒီသွေးရင်းတကြားထက်ပမာဏကိုကျစေဖို့အတွက်လဲကူညီပေးတာပေါ့နော်အဲ့လိုမျိုးကူညီပေးရဲ့အတွက်ဒီစီးကြုံနဲ့ဆိုင်နေပေါ့ဒီအိုင်ဝင်ကျော်နာကျင်မှုတွေနာတာကြိုက်တာပေါ့ကျင်တာထုံတာပြီးတော့အိုင်ဝင်ကျော်တွေပျက်စီးတဲ့အခါမှာဆိုရင်ဒါသုံးနေပေါ့နော်သုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒါကတော့ alpha lipoic acid ရဲ့အကျိုးပြုပုံလေးပဲဖြစ်ပါတယ် ီးတော့ဒီကိုကိုလင်းဆိုတဲ့ active ingredient လည်းပါတယ်ပေါ့နော် active ingredient လည်းပါတယ်ကိုလင်းကကြောင့်တော့ကျမတို့ဒီအသဲပေါ့နော်အသဲမှာသွားပြုတ်လုပ်နိုင်တယ်ပေါ့နော်ပြီးတော့ဒီ vitamin B အအမျိုးသားလည်းဖြစ်တယ်ပေါ့နော်ပြီးတော့ဒီအသားတို့ငါးတို့ပဲဟင်းတင်းဟင်းရွက်တွေဥတွေအစားအသောက်တွေပေါ့နော်စရအစားအသောက်တွေမှာပါတတ်ပါတယ်အအသုံးပြုပုံကကြတော့အကျိုးပြုပုံကတော့ဒီ chemical reaction တွေဖြစ်တဲ့အခါမှာဆိုရင်ဒါကိုယ်လင်းပါဝင်နေเนาะအ nervous system ပေါ့အာရုံကြောနဲ့ပတ်သက်တဲ့ဒီစနစ်တွေမှာသူကလှုပ်ဆောင်ချက်တွေเนาะ function တွေမှာလှုပ်ဆောင်ပေးတယ်ပြီးတော့ဒီ brain function တွေကောင်းဖို့ပေါ့နော်ဒီ on off function တွေကောင်းဖို့အ on off function တွေဖွံ့ဖြိုးလာဖို့အတွက်သုံးတယ် အဲပြီးတော့ဒီအာယုံကြောတွေရောင်လာလို့သူကတက်တာစီရယ်အဲမှတ်ဉဏ်ပိုင်းဆိုင်ရာကောင်းလာစီရယ်ဒီစိတ်ပိုင်းဆိုင်ရာအခြေအနေတွေမှာဆိုရင်လည်းဒါ၃လရှိရယ်ပေါ့နော်ဒီကိုလင်းကိုအဲ့တော့ဒါ new plus တဲမှာပါဝင်တဲ့ဒီကိုလင်းဆိုတဲ့အဲဈေးအကြောင်းကိုကျွန်မကပြပြသွားပြရဖြစ်ပါတယ်အဲပြီးတော့ဒီ Neo Plus တဲမှာ Inositol လည်းပါတယ်။ Inositol ကကြတော့ဘယ်မှာသုံးတဲ့ အာ ingredient လဲဆိုတော့လေအာသူကကြတော့အာအမျိုးသမီးတွေပါဆိုရင်ဒီတအိမ်နဲ့ပတ်သက်တဲ့အဲဒီမျိုးအိမ်နဲ့ပတ်သက်တဲ့အဲယောဂါတွေပါဆိုရင်ဒါသုံးတယ်ပေါ့နော်သုံးတဲ့အဲသုံးလို့ရတယ်ဒီ inositor တမျိုးဖြစ်တယ်ပေါ့နော်ပြီးတော့သူ့မှာကကြတော့တခြားအာလုံဆောင်ချက်တွေရှိသေးရပေါ့နော်တခြားလောက်ဆောင်ရက်တရားကြတော့ဒီစိတ်ပိုင်းဆိုင်ရာအခြေအနေပေါ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေဖြစ်တဲ့စိတ်ကြွတဲ့ အဲယောဂါတွေเนาะပြော depression ဆိုရယ်စိတ်ထဲကျတဲ့ယောဂါတွေမှာသုံးတယ်ပေါ့เนาะအဲ့ဒါတွေ balance ဖြစ်အောင်လုပ်ပေးတာပေါ့เนาะသူရဲ့အာနိသင်တစ်ခုอ่ะပြီးတော့ဒီ obsessive compulsive disorder လို့ခေါ်တယ်ပေါ့เนาะဒီထက်ခါထက်ခါလုံးမိရဲ့မတေချာလို့မတေချာတဲ့ဒီယောဂါတွေပေါ့เนาะထက်ခါထက်ခါလုံးမိတဲ့အခြေအနေတွေကိုကလေဒီလက်စေးပြီးတာကိုဟိုကိုယ်စိတ်ထဲမှာအာ ပေါ့နော်လက်စလက်ကိုမတန့်ရှင်းလို့ထင်ပြီးခဏခဏဆေးမိရဲ့အအခြေအနေမျိုးတွေပေါ့နော်အဲ့လိုမျိုးလက္ခဏာရှိတဲ့အဒူလာတွေပါဆိုရင်လည်းဒီဆေးကိုဒီအင်နိုစီတော်ကဟိုအကျိုးအာနိသင်ဖြစ်စီရဲ့ပေါ့နော်ဘဲလန့်ဖြစ်စီရဲ့ပေါ့အဲ့လိုအာနိသင်ရှိတဲ့လူနာတွေကိုပါလဲတုံးတယ်ပြီးတော့ခါကြတော့သူက အင်ဆူလင်နေပေါ့နော်အင်ဆူလင်ကိုကောင်းကောင်းအလုပ်လုပ်စေရပေါ့နော်အင်ဆူလင်ရဲ့ function တွေကိုသူကောင်းကောင်းအလုပ်လုပ်စေရကောင်းစေတယ် metabolic disorder ပေါ့နော် metabolic အာဇီဝကံမဖြစ်စင်နေဆောင်ရက်တဲ့အဲဘာလဲဇီဝကံမဖြစ်စင်လို့လေပုံမှန်ကောင်းကောင်းမွန်မွန်လဲပတ်စေရပေါ့နော်ဒါဒီ inositol ရဲ့အာခနာကိုရဲ့အကျိုးပြုပုံပြောပြသွားပေးရပဲဖြစ်ပါတယ်အဲ benfotiamine ဆိုတာကကြတော့ဒီ new plus တဲ့မှာပါဝင်နေပေါ့နော်သူကလည်း bamboo diamond ဆိုတာကကြတော့ b1 ရဲ့ b1 font တမျိုးပါပဲ b1 ပါပဲပေါ့နော်ဒါပေမဲ့သူကတော့ဒီ let make version ပေါ့နော်သူကတော့အဲတခွဲခန်းမှာပြုလုပ်ထားတဲ့အာဒီတိုင်ယာမင်းအမျိုးအစားတမျိုးပဲဖြစ်တယ်ပေါ့နော်သူကလည်းဘယ်မှာသုံးတာလဲဆိုတော့အဲ့လိုပဲအာယုံကြောတွေ damage ဖြစ်တဲ့အခါတွေမှာသုံးတယ်နော် အကိုဟောပေါ့နော်ဒီအဲဒီဘန်ဒတ်နေမှာသုံးတယ်အကိုဟောဆွဲတဲ့ဒူနာတွေမှာဆိုရင်ဒါ B1 ချိုးတဲ့သွားနိုင်တယ်ပေါ့နော်အဲ့ခါဆိုရင်လည်းသုံးတယ်အဲ Alzheimer disease လို့ခေါ်တယ်ပေါ့နော်ဒီ Alzheimer ရောဂါတွေမှာဆိုရင်လည်းဒါသုံးတယ်ပေါ့နော်အာအကျိုးပြုတယ်ပေါ့နော်ပြီးတော့ဒီဒီစီးကျုံနဲ့ဆိုင်နေပေါ့နော်ဒီ neuropathy တွေပါဆိုရင်လည်းသုံးတယ်စီးကျုံနဲ့ဆိုင်တဲ့အာယုံကြောတွေနာကျင်မှုထုံကျင်မှုတွေမှာဆိုရင်လည်းဒါသုံးတယ်ပေါ့နော်ဒါ Banfotiamine ရဲ့အာလောက်ဆောင်ချက်ပဲဖြစ်တယ်ပေါ့နော်သူကဘာလဲဆိုတော့ B1 အမျိုး အစားတစ်မျိုးပဲဖြစ်တယ်ပေါ့နော်သူကတခွဲကမှပြုတ်လုထားတဲ့ B1 အမျိုးအစားပဲဖြစ်ပါတယ်အဲအမီတိုင်းဖောလိတ်အမီတိုင်းဖောလိတ်ကလည်းသူကဒီဖောလိတ်ပေါ့နော်အဲဖောလိတ်ရဲ့ အဲတော့ကြတော့ဒီ active form တမျိုးပဲဖြစ်တယ်ပေါ့เนาะဒီ medical food လို့လည်းခေါ်တယ်ပေါ့เนาะအ medical food လို့လည်းခေါ်တယ်ဘယ်မှာသုံးတာလဲဆိုတော့ခနာကိုရဲ့ဒီ folate ပေါ့เนาะ folate တွေ deficiency ဖြစ်တဲ့အခါမှာသုံးတယ်အဲပြီးတော့စိတ်ကစင့်ကလေးအားဖြစ်တဲ့ရောဂါတွေမှာဆိုရင်လည်းသုံးတယ်ပေါ့เนาะအဲစိတ်ကြွတာပြီးတော့ဒီစိတ်လှုပ်ရှားတာเนาะအဲပြီးတော့ဒီစိတ်အတက်အကျဖြစ်တဲ့ရောဂါတွေမှာဆိုရင်ဒါသုံးတဲ့အာသူက ingredient တမျိုးပဲဖြစ်တယ်ပေါ့เนาะ ါဒီ B ဘာအပိတောက်ဆင်းဆိုတာကကျတော့ B6 ပါပဲเนาะ B6 ကကျတော့သူကဒီခန္ဓာကိုယ်ရဲ့အာဒီ fat ဒီ protein တွေရဲ့ function တွေလုံဆောင်ချက်တွေလုပ်တဲ့အခါမှာဆိုရင်ဒါ B6 ကအကူအညီပေးပါတယ်ပြီးရင်ဒီ brain function တွေပြီးရ nerve ဆိုတဲ့အာယုံကြော function တွေအာဒီအရေပြား function တွေပေါ့เนาะအဲ့ဒီအရေပြား function တွေဖွံ့ဖြိုးတိုးတက်မှုအတွက်ဒီ သူတို့ရဲ့ကောင်းကောင်းလုံးဆောင်နိုင်မှုအတွက်ဆိုရင်လည်းဒါ basic ကလိုအပ်တယ်ပေါ့နော်ပြီးတော့ဒီ RBC ဆိုတော့အာသွေးနေဥတွေထုတ်လုပ်တဲ့အခါမှာဆိုရင်လည်းဒါ basic ကိုတုံးနေပေါ့နော်အဲ့တော့အခုပြောပြသွားတာကကြတော့ Neo Plus ထဲမှာပါဝင်နေရဲပေါ့နော်အာ Attic Constituent လေးတွေကဘာတွေလဲပြီးတော့သူတို့ရဲ့ခနာကိုယ်ထဲမှာဘယ်လိုလှုပ်ဆောင်ချက်တွေပေးလဲဆိုတာလေးကိုပြပြသွားပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီ Neo Plus ကိုအသုံးပြုမယ်ဆိုရင်ဘယ်လိုလူနာတွေမှာသုံးလဲဘယ်လိုတောက်သုံးလို့ရလဲဆိုတာလေးကိုကျွန်မကဆက်ပြီးတော့ပြပြသွားပေးပါမယ်အဲဒီ Leo Plus ကဆိုရင်သူကအာဆုံးယူမှုပေါ့နော်အဲ၃ဆလောက်ပိုကောင်းပါတယ်เนาะပြီးတော့ခါကျတော့အာအယုံကြောတွေပေါ့ ဒီအာယုံကြောရဲ့ကျန်းမာဖို့နော်နောက်က brain function ကြီးကောင်းလာဖို့အတွက်အထောက်အကူဖြစ်တယ်ပေါ့နော်ဒီဆေးရဆိုရင်နော်ပြီးတော့အခါကျတော့ဒီမှတ်ဉာဏ်ကြီးကောင်းမွန်စေရယ်နော်မှတ်ဉာဏ်ကြီးကိုလည်းသူကပို့ပြီးတော့ဒီမှတ်မိနိုင်စွမ်းကြီးကောင်းတယ်ပေါ့နော်အဲ့တော့ဒီအသက်ကြီးတဲ့လူနာတွေเนาะအာဒီမှတ်ဉာဏ်ချိုးတဲ့နေရဲ့လူနာတွေမှာဆိုရင်လည်းဒါပေးလို့ရတယ်ပေါ့เนาะအာယုံကြောအားစီတမျိုးဖြစ်တယ်ပေါ့เนาะအဲပြီးတော့ခါကြတော့ဒီအမ် ်မှတ်နယ်နေကောင်းလာစေရယ်နောက်တစ်ခုအကြောင်းတော့ဒီ butter ပို့ပြီးတော့ကောင်းလာစေရယ်ဒီ regeneration of nerve တွေပေါ့နော်ဒီအာယုံကြောတွေပြန်ပြီးတော့ဖွဲ့စည်းပြန်ပြီးတော့ဖြစ်ပေါ်တဲ့အခါမှာဆိုရင်လည်းအာယုံကြောအစ်စ်တွေအစ်စ်တွေဖြစ်ပေါ်တဲ့အခါမှာဆိုရင်လည်းပို့ပြီးတော့မှကောင်းနေပေါ့နော်အဲနောက်တစ်ခုအကြောင်းတော့ဒီစီးရိုယောဂသမားတွေပေါ့ စီဂျူယောဂသမားရဲ့နောက်ဆက်တဲ့လက္ခဏာတွေဖြစ်တယ်ဒီအောင်ကျောနဲ့ပတ်သက်တဲ့အောင်ကျောနာကျင်မှုတွေမှာဆိုရင်လည်းအဲရောပါစီရယ်ပေါ့เนาะအဲ့တော့စီဂျူယောဂတဲ့မှာဆိုရင်လည်းဒီအာစီဂျူဆေးတွေအပြင်ဒီအောင်ကျောအာစီကိုတွေ့ပေးလို့ရှိရပါပေါ့เนาะ ပြီးတော့ဒီအာယုံကြောကြီးအဲ့လိုမျိုးပဲပေါ့နော်ဒီစီးကျူနဲ့ပတ်သက်တဲ့အာယုံကြောယောဂါတွေကိုသူကယောနေစေတဲ့အတွက်ဒီစီးကျူသမားတွေမှာဒီဆေးကိုပေးလိရှိရပေါ့နော်အဲ့တော့ဒါသူ့ရဲ့အကောင်းကျိုးရာကြတော့အများကြီးပဲပေါ့နော်အာယုံကြောနဲ့ပတ်သက်တဲ့ယောဂါတွေ brain function တွေเนาะပိုကောင်းလာစေရပေါ့နော်မောဒီဆေးကိုပေါ့နော်ဘလို့တောက်သုံးလဲဆိုရင်တော့တနေ့ကိုတစ်ချိန်တောက်သုံးရင်ရပါတယ်เนาะအဲဒါပေမဲ့ဒီလူနာရဲ့လိုအပ်ချက်ပေါ်မှာမူတည်ပြီးတော့ဆရာဝန်ရဲ့အာဒီ recommended dose ဒီလဲ အဲပြောင်းလဲသွားလိမ့်ရှိရပေါ့နော်အာပုံမှန်ကတော့ဒီနေ့ကိုတလုံးတောက်သုံးတင်နေเนาะနောက်တစ်ခါကျတော့ဒီအားစေးကြီးဖြစ်တဲ့အတွက်ကျမတို့ဒီအစာလေးတစ်ခုခုစားပြီးတော့မှတောက်သုံးပေးတင်ပါတယ်เนาะအစာလေးစားပြီးတော့ဒီရေမြမြနဲ့တောက်သုံးပေးတင်ပါတယ်ပေါ့เนาะ ကျွန်မအခုပြပြသွားပေးတာကကြတော့ဒီ Neo Plus ဆိုတဲ့ဈေးနဲ့ပတ်သက်တဲ့အာယွန်ကျော်အားဈေးလေးအကြောင်းပဲဖြစ်ပါတယ်။အဲဒီ video file လေးကမိတ်ဆွေတို့အတွက်အကျိုးတစ်စုံတရာရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်เนาะ။အဲကျွန်မရဲ့ video file လေးကအကျုံးအကျိုးတစ်စုံတရာရရှိခဲ့မယ်ဆိုရင်ဒါသူများတွေလည်းပေါ့เนาะသိရှိနိုင်ဖို့အတွက်ဒီ video file လေးကို sharing နဲ့လုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်။ အဲကျမကဒီအဆုံးထိရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမရဲ့ဒီ channel လေးကနေပြီးတော့ YMS Pharmacy channel လေးကနေပြီးတော့ဒီဆေးပညာဘုဒ္ဓတာပေါ့နော်။အကျိုးရှိစေမဲ့ဒီဆေးဝါးရဲ့အကြောင်းနေနော်။အဲယောဂါရဲ့အကြောင်းမျိုးကျမပုံမှန်တင်ဆက်ပေးနေရဖြစ်တဲ့အတွက် subscribe လေးမလုပ်ရသေးဘူးဆိုရင်လည်း subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့နောက်ထပ် video file လေးမှာပြန်ပြီးတော့တွေ့ကြမယ်နော်။